င်ဗျာမင်္ဂလာပါရှင်ဒီကနေ့ဒီဇင်ဘာ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကပြိတ္တစိတ်ဝင်စားမဲ့သတင်းတွေကောက်လို့ဖတ်ကြားပေးမဲ့အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ကျွန်တော်ကထွန်းထွန်းသိမ့်ပါကျမကခင်းနေပြီဆိုပါဟုတ်ကဲ့ကျွန်တော်တို့ဒုတိယပိုင်းမှာပေါ့လေသတင်းတွေအများကြီးဆန်းဆန်းရှိတဲ့အထက်ကကျွန်တော်တို့မစ္စီမားကမှပါတဲ့သတင်းတွေတပုတ်ဖတ်ပြကြပါမယ်ဒီရန်ကုန်မြို့မှာတဲ့ပြိုင်ကားနဲ့ပါဝါအိဇောတက်ရင်တွေမောင်းနေမှုမရှိတိအထိဖမ်းမယ်ဟုဆိုဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မြို့အတွင်းမှာတဲ့ပြိုင်ကားတွေနဲ့အတန်ကျယ်လောင်တဲ့ပါဝါအိတ်ဇောတွေတတ်ထားတဲ့ရင်များကို ကာလတတ်မှတ်ချက်မရှိဘဲမောင်းနေမှုမရှိတော့တဲ့အထိဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့ကျွန်တော်တို့ရန်ကုန်တိုင်းလုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးပုံမှုကြီးတင်ဝင်းကဒီဇင်ဘာ၈ရက်နေ့မှာပြောကြားလိုက်တယ်ဆိုပြီးတော့ရေးထားပါတယ်ဒီကျွန်တော်တို့လုံခြုံရေးဝန်ကြီးကတိုင်းလို့တော့အထူးအစည်းအဝေးတွေမှာတဲ့မီဒီယာတွေနဲ့တွစ်ဆုံမိမမှုကိုဖြေကြားခဲ့တာပါတဲ့လွတ်ပေးလိုက်ပါလေတဲ့ပြီးရင်ပြန်မောင်းတယ်ခဏခဏဖြစ်တဲ့အခါကျတော့တတ်နိုင်တဲ့လောက်ထိရောက်အောင်ဆောင်ရွက်မယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့တိုင်းဒေတာကြီးအစိုးရကတဲ့အဆိုပါစီမံချက်ကို ဒီဇင်ဘာ9ရက်နေ့ကစတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာရင်းအစည်းပေါင်း90ကျော်ကိုတဲ့တိုင်းဒေသကြီးအစိုးရရုံးမှတင်စီထားပါတယ်တဲ့ပြီးတော့ကျွန်တော်တို့တရားဝင် license ရှိမရှိကိုလည်းကုန်လမ်းပို့ဆောင်ရေညွှန်ကြားမှုဥပဒေထဏာကစစ်ဆေးနေပါတယ်ဆိုပြီးတော့ရေးထားတယ်လုံခြုံရေးဝန်ကြီးကပဲဆက်ပြောထားတယ်ပထမဆုံးကညာနာနဲ့စစ်ခိုင်းရမှာပေါ့တဲ့ဒီကားတွေဟာတရားဝင် license ရှိမရှိပေါ့ပြီးရင်စီမံသားရဥပဒေကလည်းရှိသေးတယ်တဲ့ရင်းစည်းကမ်းဥပဒေတွေလည်းရှိတယ်ညှိစုံတဲ့ဥပဒေနဲ့အရေးယူသွားမယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့ ကျွန်တော်ရန်ကုန်မြို့မှာပေါ့လေပြိုင်ကားတွေမောင်းနေနိုင်တဲ့အနေအထားကမဟုတ်ပါဘူးတဲ့ကျွန်တော်တို့ပြိုင်ကားတွေကိုပြိုင်ကားကွင်းတွေမှာမောင်းနေတဲ့နယ်ဆိုပြီးတော့လုံခြုံရေးဝန်ကြီးကလည်းဆက်ပြောလာတယ်ခင်ဗျအခုလိုစီကမ်းမဲ့ပြိုင်ကားတွေနဲ့ကျွန်တော်တို့ power eight zone တတ်ထားတဲ့ရင်တွေကိုတဲ့ဖန်စီစစ်စိနေချိန်မှာမောင်းနေထွက်ပြေးတာတွေရှိပါတယ်တဲ့ပြီးတော့ကျွန်တော်တို့ပြဿနာပြန်ရှာတာတွေလည်းတွေ့ရပါတယ်ဆိုပြီးတော့ရင်းနှင်းရဲတူကလည်းပြောလာတယ်တရားမဝင်ပြိုင်ကားတွေပေါ့လေရန်ကုန်မြို့ကအနက်မောင်းနေနေတဲ့အတွက်ကျွန်တော်တို့တီတူတွေကဒါကိုအထိတ်အလန့်ဖြစ်နေကြတယ်ပေါ့လေ ညဘက်တွေမှာအပြင်မထွက်ရဲရဲနေအောင်လေဖြစ်နေစေဖို့ရေးထားတယ်။ဒါကတော့ကျွန်တော်တို့လက်ရှိရန်ကုန်မြို့ရဲ့ညဘက်တွေမှာပေါ့လေမာဖီးယားဆန်ဆန်ပေါ့မာဖီးယားဂိုင်းဆန်ဆန်ဒီကျွန်တော်တို့ပြိုင်ကားတွေမောင်းနေနေတဲ့အပေါ်ရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲကဒါအကတ္တမရှိဖန်စီရင်းယူပါမယ်ဆိုတဲ့သတင်းပါခင်ဗျ။ဟုတ်ကဲ့ကိုညီမကတော့ဒီနေ့ထုတ်ဒီ7 day delay ထဲမှာပါတဲ့နိုင်ငံသားဆက်ကကူးခွေများရောင်းချတဲ့ဆိုင်များကိုဖမ်းဆီးမိဆိုတဲ့ဒီသတင်းလေးပါရန်ကုန်တိုင်းဒေသကြီးအတွင်းနဲ့နိုင်ငံသားဆက်ကကူးခွေရောင်းချခွင့်ပိတ်ထားသောဆိုင်များကိုပြန်လည်ရောင်းချနေရတဲ့ဆိုတော့ သတင်းများအရဖမ်းဆီးသွားပြီဆိုပြီးသတင်းရရှိပါရတဲ့ဒီခူးခူးခွေများရောင်းချတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ယုံကိုယခုလလကုံပိုင်းတွင်တိုင်ကြခဲ့တဲ့အတွက်အခွေကူးတဲ့ပင်မတိုင်များကိုလည်းဖမ်းဆီးရမိခဲ့တယ်ဆိုပြီးမြို့နယ်မှူးတအူးကပြောပါရတဲ့ တိုင်းဒေသကြီးကအကြောင်းကြားလာတဲ့ကူးကွေရောင်းချတဲ့ဆိုင်တွေဘယ်ဆိုင်မဆိုဖမ်းခိုင်းပါတယ်။လမ်းဘေးမှာရောင်းချနေတဲ့ဆိုင်တွေကိုလည်းရောင်းချတာမလုပ်ဖို့အတိဖေးထားတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အရင်ကနိုင်ငံသားခွေများဖမ်းဆီးရရင်လမ်းဘေးရောင်းချတဲ့ဆိုင်များကိုသာအဓိကဖမ်းဆီးခဲ့ပါတယ်တဲ့။ကုန်တိုက်များမီနီမားကတ်ဆိုင်များတွင်လည်းရောင်းချမှုရှိတော်လဲ။ယခုအချိန်တွင်ရောင်းချခြင်းမရှိတော့ကြောင်းမယန်းကုန်းမြို့နယ်၌နေထိုင်သူကိုနိုင်စိုးက ပြောပါတယ်တဲ့အရင်ကတော့ဖမ်းနေဆိုရင်တော့ဂုံလိုက်တွေမှာဝဲလို့ရသေးတယ်တဲ့အခုတော့သူတို့လည်းမယောင်းတော့တာတပတ်ကျော်လောက်ရှိပြီဘာလို့မယောင်းတာလဲမေးတော့သူတို့လည်းမသိဘူးလို့ပြောပါတယ်တဲ့ကိုကိုရောင်းချသူအချို့ကလည်းမိသည့်အချိန်တွင်ပြန်လည်ရောင်းချခွင့်ပြုမင်ကိုမသိတာကြောင့်အလုပ်ပြောင်းကလောက်ကင်သူအချို့လည်းရှိရဲဆိုပြီးတော့အခွေရောင်းသူတချို့ကပြောထားပါတယ်ဒိုင်းတွေလည်းအဖမ်းခံရတယ်လို့ကြားတယ်တဲ့အခွေလည်းဝယ်လို့မရတော့ဘူး ခွေးဝဲလို့ရရင်တော့မှဘယ်ချိန်ပြန်ရရမယ်ဆိုတာမသိတော့အလုတ်ပြောင်းလုတ်ကုန်တယ်ဆိုပြီးတော့ကမာယုမြို့နယ်အတွင်းအခွေရောင်းချသူတချို့ကဆိုပါတယ်တဲ့ညဉ့်ညမ်းခွေများမြန်မာသချင်းခွေများကိုရောင်းချခြင်းမပြုတော့လဲနိုင်ငံခြားကားများကိုတော့ရောင်းချခွင့်ပြုတင်ကြောင်းနိုင်ငံခြားရင်းလည်းယခုကဲ့သို့ရောင်းချသောဆိုင်များရှိကြောင်းကုခွေရောင်းချသူများကပြောပါတယ်တဲ့နိုင်ငံခြားကုခွေရောင်းချသောပေမတိုင်များကိုကြောက်တရားနှင့်တာကိတာမြို့နယ်များတွင်ခွေကူးစက်များနှင့်အတူဖမ်းဆီးရရှိခဲ့ပြီး ဗီဒီယိုအပ်ဥပဒေအတိုင်းအရေးယူဆောင်ရွက်လျက်ရှိရဲဆိုပြီးတော့ဖော်ပြထားပါတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မောင်မြင်နေတဲ့စီမံချက်လို့တော့ပြောမှလို့ဖြစ်နေပြီပေါ့လေဒီနိုင်ငံခြားခိုးကူးမှုကိစ္စကကျွန်တော်တို့နှစ်ပေါင်းများစွာကြာမြင့်နေပြီအခုလိုပဲဖမ်းလိုက်ခဏပျောက်သွားလိုက်ပြီးရင်ပြန်ပေါ်လာလိုက်ပေါ့လေဒီလိုပဲလုံးချလဲနေတဲ့ကိစ္စတခုတော့ပြောမှလို့ပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီ voice မှာပါတဲ့နေသတင်းလေးတစ်ပုဒ်ပေါ့လေဖတ်ပြချင်ပါတယ်ရေလောင်ကန်ပေါက်ထွက်မှုကြောင့်ကျိုင်းတုံတာချီလိုက်ကလန်အသွားလာရက်ဆိုင်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှမ်းပြည်နယ်အရှိပိုင်း ကျိုင်းတုံဝန်ကောင်းယထာလမ်းဘေးမှာရှိတယ်တဲ့ရေလောင်ကန်ကြီးအတွင်မှာရေတွေပေါက်ထွက်လာတဲ့အတွက်ဒီဇင်ဘာ၈ရက်နေ့မွန်လွယ်၄နာရီခန့်ကတဲ့ကျိုင်းတုံတာချီလေးလမ်းပေါ်ကိုရေက၅ဘေခန့်မြင့်တက်လာပြီးတော့ရင်သွားလာလေရက်ဆိုင်ခဲ့တယ်ဆိုပြီးကျိုင်းတုံဒေတာကံတွေကသိရပါတယ်ဆိုပြီးတော့ပြောထားတဲ့တဲ့မှာကျိုင်းတုံမြို့နယ်နမိုင်ခန့်အကွာမှာရှိတယ်တဲ့အဆိုပါရေလောင်ကန်ပေါက်ထွက်မှုကြောင့်နေရမြေနေအိမ်နဲ့ဘာသာရေးအဆောက်အုံတွေပျက်စီးဆုံးရှုံးမှုမရှိပါဘူးဆိုပြီးတော့ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကလည်းပြောပါတယ်တဲ့ဒီပျက်စီးဆုံးရှုံးမှုတွေမရှိပေမဲ့ ဒေတာကန်တွေကတော့တဲ့နေအိမ်နဲ့ဖုံးတော်ကြီးကျောင်းတွေမှာရေဝင်တွေရာကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်တဲ့။ကျိုင်းတုံတာချီလိုက်ရွှေတရီကန်ကောက်ကွင်းအနီးမှာရေ၅ဘီကန်ကြော်နေတဲ့အတွေ့တဲ့လက်ရှိအချိန်ထိရင်အသွာလာနဲ့နေကွေးပြီးတော့ဒေတာကန်တွေမြို့တွေမြို့ပြင်သွာလာနိုင်ခြင်းမရှိသေးပါဘူးဆိုပြီးတော့လေဒေတာကန်တွေကဆက်ပြောတာတဲ့။ဒီရေတောင်ကန်ကြီးအတွင်းမှာတဲ့ရေတွေကစက်တင်ဘာလအတွင်းကလည်းရုတ်တရက်ပောက်ထွက်ခဲ့၍လယ်မြေများအတွင်းမှာနှုံးတွေဖုံးလွှမ်းခဲ့တော့ကြောင်းနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်တဲ့။ ကျွန်တော်တို့မုံလေဓမရိတ်တာအကြောင်းအောက်ထပ်မှာရေဝင်နေပုံနဲ့ရေကြီးရေချမ်းမှုတွေကိုမြို့လုံးကျွတ်လာရောက်ကြီးစုခဲ့တယ်ဆိုပြီးတော့လေဒေတာကန်လေးကပြောပါလေကျွန်တော်တို့ပြီးတော့ဒီမိုင်းနာကျေးရွာအုပ်စုမှာရှိတယ်တဲ့13ရွာအနီးကအုပ်လုပ်ငန်းတွေအတွင်းမှာလေတဲ့ကျွန်တော်တို့ရေဝင်ရောက်မှုတွေကြောင့်အမြင့်ပိုင်းဒေတာတွေကိုပြောင်းရွှေ့နေရတယ်ဆိုပြီးတော့အုပ်လုပ်သားတွေကပြောတယ်ဆိုပြီးကြီးပါလေဒါကကျွန်တော်တို့လက်ရှိတိုင်းတုံတာချီလေးကာလန်ရေတောင်ကပောက်ထွက်မှုကြောင့်ဒီကာလန်ပိတ်ဆို့တဲ့ကာလန်ပေါ်မှာရေတွေပိတ်ဆို့တဲ့လက်ရှိ လူနေအိမ်နဲ့ဖုန်းတော်ကြီးတောင်းတယ်မှာရေဝင်ရောက်မှုရှိနေတယ်ဆိုတဲ့သတင်းလေးပို့ပါခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဒီမှာကတော့ဒီနောက်တစ်ပုတ်အနေနဲ့ဒီဒီမြစည်းမဒေးလီထဲမှာပါတဲ့ဒီရှမ်းပြည်နယ်ဒေးလီပေါ့နော်ဒီရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသမှာတစ်များတရုတ်တို့တရားမဝင်တင်ပို့မှုကိုတားဆီးရန်ခက်ခဲနေဆိုတဲ့ဒီသတင်းလေးပါ ရှမ်းပြည်နယ်အရှိပိုင်းနှင့်တောင်ပိုင်းဒေသများမှထုတ်လုပ်တဲ့သစ်များကိုတရုတ်နိုင်ငံသို့တရားမဝင်တင်ပို့မှုများရှိနေရှိနေပြီးတားဆီးရန်ခက်ခဲနေကြောင်းအ धिक တာဝန်ရှိသောတစ်တော်ဦးစီးဌာနသက်ဆိုင်ရာဌာနများနှင့်ဒေသတွင်လက်နက်ကိုင်အဖွဲ့အစည်းများပူးပေါင်းတားဆီးသွားနိုင်ရန်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းသိမ်းရေးဗဟိုကော်မတီကဒီဇင်ဘာလဆန်းပိုင်းတွင်တိုက်တွန်းထားပါတယ်တဲ့ ရင်းဒေသမှထုတ်လုပ်သောတစ်များကိုရခိုင်နှစ်များကအိန္ဒိချင်းတရုတ်နိုင်ငံသို့တရားဝင်တင်ပို့ခဲ့တော်လဲ2014ဧပြီလမှစတင်ပြီးဒီပြည်ပကိုတစ်လုံးတင်ပို့ခွင့်ပိတ်ခဲ့သဖြင့်ခုတ်လှဲပြီးတစ်လုံးများစွာတစ်တော်များ၌ကြန့်ရှိနေခဲ့ပါတယ်တဲ့ဒီစီးပွားရေးနှင့်ကုသရေးဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတို့ကတော့တချို့ကနှီးမျိုးစုံနဲ့တည်ယူပြီးတရုတ်နိုင်ငံကိုတင်ပို့ကြသလိုတချို့ကလည်းတစ်အချောတဲ့ပြိဘောကဆက်ယုံတီးပြီးပြိဘောကထုတ်လုပ်ဖို့စီစဉ်နေတာရှိပါတယ်ဆိုပြီးတော့ပြောထားပါဗျာ တရားမဝင်တက်များကိုလက်ရှိတွင်မိုင်းတုံမိုင်းဆက်ကျိုင်းတုံမိုင်းလာကလန်မိုင်းတုံမိုင်းဆက်ဝမ်ပုံရေလန်းနှင့်မိုင်းတုံမိုင်းဆက်မိုင်းပြက်တာလီကျိုင်းလေရေလန်းတို့ဖြင့်တည်ဆောင်နေခြင်းဖြစ်ပါတယ်။ယခုအချိန်မှာပွင့်လင်းရာသီကိုရောက်ရှိလာပြီဖြစ်တာကြောင့်ရှောင်းကွင်းလမ်းများမှာတည်ဆောင်မှုများလည်းရှိနေပြီးရှောင်းကွင်းလမ်းများမှာကိုကူထက်မနေရှိနေခြင်းဖြစ်ဖြစ်ပါတယ်။တရားမဝင်ကုန်သွယ်မှုများကိုမိုဘိုင်းအဖွဲ့က တားဆီးစစ်ဆေးနေတော့လဲတာချီလိတ်မိုဘိုင်းအဖွဲ့သည်ဝမ်ပုံစိတ်ကိုင်းမှတဆင့်တယ်ဆောင်တဲ့တင့်များကိုသာလက်လန်းမိပြီးမိုင်းတုံမိုင်းဆက်မှတိုင်းတုံဘက်ကိုတယ်ဆောင်တဲ့တင့်များကိုတားဆီးရန်အခက်ခဲရှိနေပါတယ်တဲ့ဒီလက်ရှိတွင်လွယ်တော်လန်းဝေရဲဝေလီလန်းတို့တွင်တာချီလိတ်မိုဘိုင်းအဖွဲ့ကပိတ်ဆို့တားဆီးနေတယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်ရှောင်းကွင်းလမ်းများမှတစ်များကိုတရားမဝင်တင်ပို့မှုများကြောင့်ထိခိုက်မှုအနေဖြင့်ဖြစ်ပေါ်နေပြီးနိုဝင်ဘာ16ရက်နေ့ကမိုင်းတုံမြို့နယ်နှင့်တန်လွင်မြေကူးတရာအကြားမှာတောင်သုံးလုံးတောင်ကြားတွင် တစ်ကားတစည်းတိမ့်မှောက်ရာရင်းမော်ပါ၁၀ဦးအနက်၃ဦးမှပွဲချင်းပြီးတေဆုံးခဲ့ကြောင်းတရားမဝင်ကုန်သည်မှုတာစီထိန်သိမ်းရေးဗဟိုကော်မတီကတရင်ထုတ်ပြန်ထားပါတယ်တဲ့ဟုတ်ကဲ့ဒါတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အကြီးဆုံးပြည်နယ်ပေါ့လေဒီဆက်ပြည်နယ်ဖြစ်တဲ့အရှိပိုင်းနဲ့ရှမ်းပြည်နယ်အရှိပိုင်းနဲ့တောင်ပိုင်းပါတယ်ကျွန်တော်တို့တင့်မောင်ခိုးပေါ့လေအကြီးကျယ်ဖြစ်နေပြီးတော့တရုတ်ကိုတင်ပို့နေဆိုတဲ့တင်မှာအရင်ကတော့ကျွန်တော်တို့ကျွန်းတက်တွေကိုခုတ်ပြီးတော့တင်ပို့ခဲ့တယ်ပေါ့အခုနောက်ပိုင်းကျွန်းတက်တွေမရှိတော့တဲ့အတွက်တမလန်တက်တွေကိုပြန်လုပ်နေတဲ့တင်ပေါ့ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ဒီသတင်းလေးနဲ့ပဲနေစဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်ထောင်စိတ်ဝင်စားတဲ့သတင်းတွေကောက်လို့ဖတ်ကြတဲ့အစီအစဉ်ဒုတိယပိုင်းပြီးဆုံးပါပြီ DBB ကိုကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်